အောင်မဲမင်္ဂလာပါတဇာမောင်းလရဲကိုတော့စနေပြီဝင်ရောက်လာပါပြီပေါ့အဲ့တော့တဇာမောင်းလတဲ့မှာမွေးကြီးကံတဲ့အကြောင်းတရားအနေနဲ့အကန့်အကောင်းဆုံးနေနိုင်နေရှိတယ်အဲ့ဒါတွေကအင်္ဂါသမီးတွေရဲ့ဗုဒ္ဓဟူးသားသမီးတွေရဲ့တောက်ကြသားသမီးတွေရဲ့ဒီသုံးတန်ဒီတဇာမောင်းလတလလုံးမှာတိတိသားသားမွေးကြီးကံအကောင်းဆုံးလို့ပြောလို့ရတယ်ဗျာဘယ်လိုမျိုးလဲဆိုတော့အရင်တုန်းကမွေးကြီးကံတွေနဲ့ပတ်သက်ပြီးတော့ညံပြင်းတွေရဲ့အဲ့ဒီ၃နေတန်သားတွေက ဒီလာထဲမှာတိတတာကိုပတ်စံနေတိုးပွားလာမယ်ပတ်စံနေအမြောင်များဝင်လာမယ်အကျွေးဆက်ပို့ဆိုပြီးရွေတဲ့သူတွေအနေနဲ့လည်းအကျွေးဆက်နိုင်မယ်အခွင့်အရေးကောင်းနေရလန့်ကောင်းနေကြုံလာမယ်ပြောချင်တာကတော့ငွေရပေါက်ရလန့်နေတိတိတတာတိုးပွားလာမယ်တိုးတက်လာမယ်နောက်ပြီးတော့မွေးကြီးကိစ္စကြောင့်စိတ်ဆင်းရဲနေရတဲ့တောကရောက်နေရတဲ့ဒီသူတွေကဒီသုံးနံထဲမှာပါနေရဆိုတိတိတာတာကြီးတုတ်တက်လာမယ်အောင်မြင်လာမယ်အစီအမေးလာမယ်ပေါ့ တော့ကျန်တာတော့ဘယ်လိုခေါ်လဲဆိုတော့ဒီလာထဲမှာသံဆောင်သားထဲမှာဒီ၃နံဒီတိတိတတမွေမွေငွေကန်ကောင်းတယ်အဲ့လိုငွေကန်ကောင်းတဲ့အတွက်ကြောင့်မလို့နော်ဒီများများလိုချင်တယ်ဆိုရင်တော့ကိုကလူစရာရှိရလူတန်းပေးရမယ်ပေးစရာရှိရပေးကမ်းရမယ်အလူကန်ပုတ်ကိုမိသည့်လူကန်ပုတ်ကိုအတိုင်းမဆိုပေးကမ်းဆောင်ကြရမယ်နော်ပြီးရဒုတိယအနေနဲ့လိုက်တာကကျတော့တနင်္ဂနွေနဲ့စနေပေါ့အဲ့တော့ဒီအနေနဲ့နှစ်ခုကကျတော့ ဒီကတော့ပါလဲဆိုဒုတိယနေလိုက်တယ်ဆိုတဲ့ကိစ္စကကြတော့အရင်တော့မွေးကြီးချက်တဲ့နေရာလေးရှိတိုင်းဒီတားထဲမှာတက်တာလာမယ်ဒါပေမဲ့ကြီးမားသောမွေးကြီးအခက်ခဲတွေတော့ကင်းတော့ကင်းမပြောက်သေးဘူးဒါပေမဲ့အသက်ရှူပေါလေးတွေရလာတယ်ဆိုတော့အရင်တော့မပိနိုင်မကန်းနိုင်အဆင်မပြေဘူးအရင်မွန်းချက်နေတဲ့တနေ့ခုနေနဲ့စနေပါလာမယ်ဆိုရင်တော့ဒီတားထဲမှာတော့အသက်ရှူပေါလေးတွေ့ရလိမ့်မယ်ဆိုတော့ဘယ်လိုခေါ်လဲဆိုတော့အသက်ရှူပေါလေးတွေ့ရမယ် ငွေရပေါက်ယာလန်းလေးတွေ့ရမယ်။ကိုကအဲ့ငွေရပေါက်ယာလန်းလေးကိုမတွေ့ဘူးမမြင်ဘူးဆိုရင်တော့ခံရလိမ့်မယ်။အဲ့တော့ငွေရပေါက်ယာလန်းဒီများလာတာမို့တော့များလာတဲ့ဘယ်မှာမို့လို့ကျွန်တော်ဒုတိယထဲမှာထည့်ထားတယ်။အပေါ်နေလန်၃ခုကကြတော့နော်မိနေတာမှာကိုအဲ့လိုအော်တိုမက်တစ်လာပေးမဲ့သူတွေအာအလုပ်ကိုဗျာနင်းကန်နေအောင်ခိုင်းမဲ့ယာတွေပေါ်လာတတ်တာမျိုးပေါ့။အဲ့တော့တတိယအကန်ကောင်းဆုံးနေရာမှာရှိနေတာကြတော့ဘာလဲဆိုတော့ကျွန်တော်တင်းနာနဲ့ကြတာပဲ။ ဒီနေရာမှာတရိယအကံကောင်းဆုံးလို့ပြောရခြင်းကြောင့်တရားကံညံ့နေရလို့မဆိုလို့ဘူးတော့တရင်းနာနဲ့တတာပရိယကြတော့ဘာလို့တတရနေမရောက်နေရလဲဆိုတော့လူကကြတော့ပတ်စံဝင်လာမဟုတ်ဝင်တယ်ဒါမဲ့ပုံမှန်မဟုတ်တော့ဝင်မွေပုံမှန်မဟုတ်တော့ရားလက်တွေကြောင်းမလို့မွေတွေကုန်တာမျိုးတွေအာမျိုးတွေတွေရှိတယ်ဆိုတော့ဟိုထားတော့တရားဝင်လို့ဆိုပြီးတော့သူတို့မှာ80 90လောက်တုံးဖို့ရထားရတယ်ရှိဖို့ရှိနေတယ် ကုန်ကုန်ကုန်နေတယ်အဲကြောင့်မလို့ငွေကန်ကတိတ္တတာကြီးအားကောင်းနေရမျိုးလားဆိုတော့မဟုတ်ဘူးပတ်စံဝင်လားဆိုတော့ဝင်တဲ့ကိန်းကတော့ရှိနေတယ်ဒါပေမဲ့ပြောရမယ်ဆိုရင်တော့ဒီတရင်းနာနဲ့တတာပရိကတော့ဝင်တာထက်ပို့ပြီးထွက်တဲ့အကြောင်းအရာလည်းရှိနေရမှာဆိုတော့တတိယဒီနေရာမှာထားထားတာအကြောင်းမလို့တနေ့နာတော်သမီးရဲ့တတတော်သမီးပါတယ်ဆိုရင်တော့ဒီဒီလာထဲမှာပတ်စံနဲ့ပတ်သက်တဲ့ကိစ္စများများအလုံးစစ်စစ်ပို့လိုရလိမ့်မယ်စစ်စစ်ရလိမ့်မယ်မစစ်စစ်နိုင်ဘူးဆိုရင်တော့ဒီ ကိုရတဲ့အရာဒီမှန်မြတ်အားလုံးဟိုကောင်းဆောင်မယ်လို့ပြောလို့ရတယ်ပေါ့အဲ့တော့ကဲအင်္ဂါရောဂါရောညာရောကဲထားလိုက်ပါတော့အဲ့တော့ဒီစားုံးတက်လာတယ်မှာကံကောင်းဖို့ငွေကြီးကံနဲ့ပတ်သက်ပြီးတော့အစဉ်ပြေဖို့အတွက်ကျွန်တော်ကြေရည်အားတစ်ခုပေးမယ်မန္တရတစ်ပုတ်ပေးမယ်အဲ့တော့ပါလဲဆိုတော့အုံနမောဘုဒ္ဓောအရဟံယာစာဣဟိတနံဣဟိလာပဲ အုံနမောဗုဒ္ဓောအရဟံယာစာဤဟိတဏံဤဟိလာပဲနော်အုံနမောဗုဒ္ဓောအရဟံယာစာဤဟိတဏံဤဟိလာပဲဒါကိုလုပ်ရမလဲဆိုဒါကိုရုတ်ဖက်တည်းတည်းရဲ့အခါမှာမိထုတ်ရမယ်အဲ့တော့ဖျောင်းနိုင်တဲ့တိုင်ရှိမယ်ဗျာအဲ့တိုင်မှာကျွန်တော်စာရွယ်လေးနဲ့ပဲဖြစ်ဘောပေလေးနဲ့ပဲဖြစ်ဒီလိုမျိုးပေါ့တန်ကြုံလေးနဲ့ပဲဖြစ်အုံနမောဗုဒ္ဓောအရဟံယာစာဤဟိတဏံဤဟိလာပဲဆိုတော့စာကြောင်းလေးနဲ့ရေးရမယ် ရေးပြီးတဲ့အခါမှာအဲ့ဒီဘုရားနိုင်ကိုအိမ်မှာရှိတဲ့ဘုရားစင်နော်ဘုရားကျောင်းဆောင်အိမ်မှာရှိတဲ့ပုံပုံစဘာဘာရှိမှဒီဘုရားနိုင်ကိုထုံးရမယ်ထုံးပြီးတဲ့အချိန်မှာကိုကဒီဂါရာကိုမိမိရဲ့တက်စစ်သမုတ်ဟင်ပရိတပတ်နော်စစ်ပြရမယ်ရုပ်ပတ်ပြရမယ်အဲ့တော့ဖျောင်းတဲ့တစ်ချိန်ထုံးနိုင်ရုပ်ပြရမယ်အဲ့တော့ဒီအဲ့တော့ဒီနေ့ကိုခင်ဗျာပုံးခါထုံးနိုင်ပုံးရင်ယူလို့ရတယ်လေးခါထုံးနိုင်လေးချိန်ယူလို့ရတယ်နော်ပြီးတော့အကြိမ် ဖန်ရောက်နိုင်တဲ့ချိန်ပဲထွန်းနိုင်တယ်။ဒါပေမဲ့အငြင်းရုပ်ချင်တဲ့သူတွေအနေနဲ့လည်းယူလို့ရတယ်။အဲဒါဆိုလက်လာပါတယ်တိုးွားလာမယ်။အနောက်ချက်တွေကင်းလာမယ်။ကောင်းမွန်ကြီးမင်္ဂလာဖြစ်တာနဲ့တွေ့ကြုံခံစားရပါလိမ့်မယ်။အားလုံးကစားမုံလတ်လာမှာအားလုံးအစီအမီချောင်းမှကြပါစေ။ဒါလည်းကောင်းတယ်။အားရှိကြပါစေ။